ဒေါအောင်စန်းစုကြည်သို့မဟုတ်မေတ္တာဖြင့်သမိုင်းကိုစံတတ်သူထောင်ပေါင်းများစွာသော လူလူကြီးကသူမ၏ရှေ့တွင်ရှိနေသည်အများစုကသူမကိုတကားမှမမြင်ဘူးကြသို့တော်လည်းသူမ၏စကားသံနှင့်သူမကိုမြင်တွေ့လိုစိတ်များဖြင့်ငန့်လင့်နေကြသည်မကြာမီ ရင်စစ်အင်ကြီးအဖြူကလေးနှင့်ပါတိတ်လုံးကြီးကိုမြမဆန်းဆန်းဝစ်ဆင်ထားသောအမျိုးသမီးကမြင်တွေ့နေကြအိမ်အောင်ရှင်အမျိုးသမီးတယောက်ကဲ့သို့ပင်စင်မြင့်ထက်ရောက်ရှိလာသည် ပြီးတော့သူမကလူလူအားစကားပြောသည်ပြည်သူလူလူဟာညင်ညင်ညွတ်နဲ့မရှိနိုင်လို့ရှိရင်ဘယ်ဝါဒဖြစ်ဖြစ် တိုင်းမျိုးကိုအကျိုးမပြုနိုင်ဘူးအဲ့ဒီဟာကိုအားလုံးဆွေးမှတ်ထားဖို့လိုပါတယ်စီကံမရှိလို့ရှိရင်လည်းဘယ်ဝါဒမှမအောင်နိုင်ပါဘူးအဲ့ဒီတော့ကျမတို့နိုင်ငံသူနိုင်ငံသားတွေဟာညင်ညွတ်ဖို့စီကံရှိဖို့အမြဲလိုပါတယ်အီမြင်ဝင်းက1988ခုနှစ်ဩဂုတ်လ26ရက်နေ့ကရွှေတဂုံစေတီအနောက်ဘက်မုံမာမြင်ဝင်းဖြစ်သည့် အထပ်ပါစကားရက်များကိုလူလူဟောပြောပွဲများစွာ၌သူမပြောကြခဲ့သည်မြည်သည့်နေရာတွင်မဆိုလူလူပရိသတ်ကသူမ၏စကားကိုနာခံကြသည် သူမအားချစ်ခင်ကြသည်ထိုချစ်ခင်ခြင်းကအားကိုးမှုများကြည်ညိုလေးစားမှုများပါဝင်နေတကယ်သို့၎င်းတို့၏မိသားစုဝင်တို့ကဲ့သို့မျက်နှာတွေ့တာမှုများပါရောစွမ်းနေသည့်ချစ်ခင်ခြင်းဖြစ်သည်သူမထံတွင်လည်းထိုကဲ့သို့မျက်နှာွယ်ကောင်းသည့်အမှုကျင့်များရှိနေသည်မဟုတ်ပါလား မြန်မာနိုင်ငံတွင်မိမိကိုမိမိတင်မြောက်၍မင်းလုံးနေသည့် အုပ်စိုးသူများကမူသူမအားရုပ်ရင်ကြံတန်းသောအသုံးလုံးများဖြင့်ပုံကိုရေးတိုက်ခိုက်မှုများနှစ်ချီအောင်ပြုလုပ်ခဲ့သည့်မြမသမိုင်းတလျှောက်တွင်အုပ်စိုးသူများ၏ကာလရှည်သဘုံလေး၍အတိုက်ခိုက်ခံရဆုံးမှာသူမတဦးသေးသာလင်းရှိပါလိမ့်မည်။သို့တော်လည်းသူမကိုပြည်သူလူထုကခင်တွင်နေဆဲဖြစ်သည့်ကျွန်တော်မြင်တွေ့နေခဲ့ရသည့်အချိန်တွင်မြမကဒေါအောင်စန်းစုကြည်ဖြစ်နေပေပြီ။ သူမသည်ဗိုလ်ချုပ်အောင်ဆန်း၏တမိအဖြစ်မြမနိုင်ငံ၏လောကထဲသို့ရောက်ရှိလာခဲ့တော်လဲဖြတ်တန်းခဲ့သောအချိန်ကာလများအတွင် ကိုပိုင်လမ်းကြောင်းတစ်ခုကိုဖောက်နိုင်ခဲ့သည်ဥဆောင်မှုတစုံတရာကိုလည်းပေးနိုင်ခဲ့သည်လွန်ခဲ့သည့်16နှစ်တာကာလမှစ၍နိုင်ငံ၏လောကထဲရောက်ရှိလာသောသူမသည် ရှင်နှစ်ခံကိုအချုံးတော်ခံဘဝဖြင့်ဖြတ်တန်းလာခဲ့ရသည်လွန်လဲစွာသွားလာခွင့်ရပြန်တော်လဲအဖွဲ့အစည်းကိစ္စများကတုံ့နှောင်းထားပြန်သည် ထိုကြောင့်သူမသည်တာမန်ထက်အိုမင်းရှင်းရော်သွားသည်ဟုအများကယူဆကြသည်သောတော်လည်းထိုရင်ရောမှုပုံရိပ်အောက်တွင်ရင်ကျက်သည့်အရေးကကလျာရှိနေသည်ဟုကျွန်တော်ကထင်မိသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ပြောကြရမည်ဆိုလျှင်ပြတိုးညံရှိမှုမှ ပောက်ပွားလာသည့်ချက်ဆက်ပွဲအမှုချင်းကလေးများရှိကြောင်းခြံလှယ်၍မရပေ။ထိုအမှုချင်းကလေးများကြောင့်ပင်ပြည်သူလူထု၏နှလုံးအိမ်တွင်ဆွဲမက်နေသည့်အဖြစ်အပျက်ကလေးများကြန့်ရှိနေခြင်းဖြစ်သည်။ လူအများကြီးရေတွင်စကားစတင်ပြောရသည့်အခါများတွင်လည်းဆိုပါစို့အတန်ဆက်ဆက်ကနေတဆင့်နောက်ခကြားရလာဟုသူမကမိတသည့်အချိုးကမကြားရကြောင်းပြန်လည်းအော်ဟိတကြပါသည်ဒီကမျိုး၌သူမကမကြားရဘူးလို့ပြန်အော်နိုင်တာကြားလို့ပဲပေါ့ဟုရေရေမောမောပြောတတ်လေသည် တခါကလည်းသူမဟာကတော့ကြားသည့်လူငယ်များကိုဒီထဲမှာကျမထက်ကြီးရဲ့သူတွေများပါနေမလားမသိဘူးဟုပြုံး၍ပြောဘူးသည်ဒီတော့ထိုထဲတွင်ပါသည့်ကျွန်တော်တငယ်ချင်းတယောက်က သူ့ကောင်းကိုသူပို့ရင်ပြုံးမိသွားသည်သူကထိတ်ဖြောင်သည်ဆိုတော့သူ့အားကြီးစေသည်ဟုထင်သွားသည်ကိုမိတို့ပင်ဖြစ်စေထိုဖြစ်ဖြစ်ကလေးကကျွန်တော်တငယ်ချင်းအတွက်ကြုံနိုင်ပြောစရာစကားတစ်ခုဖြစ်ခဲ့ချည်သည်တိုင်တပါတွင်အနေကြခဲ့သောသူမဖို့နိုင်ငံရေးလောကထဲသို့ဝင်ရောက်ခဲ့ပြီးတနေ့ကြာ၌ဖြင့်အချင်းချခံရပြီးအရာသာကိုစတင်ခံစားလိုက်ရသည်သို့တော်လည်း6နှစ်ကြာနေအခြေချုံမှလွတ်မြောက်လာတော့ တစုံတရာသောရှင်ကြံမှုတည်ငြိမ်မှုများကိုသူမနှင့်တွဲဖက်တွေ့လိုက်ရသည်အာနာပိုင်များအပေါ်ဝေဖန်ခြင်းတုတ်ပြန့်ခြင်းများတွင်လည်းရှခင်ကထပ်ပုံမူတည်ငြိမ်လာသည်မြန်မာနိုင်ငံရင်းနှင်းပတ်သက်၍ဘာမှနားမလည်ပဲနိုင်ငံရေးလောကထဲသို့ဝင်လာသည်ဟုသူမအချို့ကဝေဖန်ကြသည်ထို့အဆိုမှန်မမှန်ကိုကျွန်တော်မခွဲခြားတသို့တော်လည်းသူမတွင်နိုင်ငံရင်းနှင်းမျက်ခြေမပြတ်အောင်လ ీల မှတ်သားမှုများရှိနေသည်1995ခုနှစ်နေအခြေချုပ်မှပြင်လဲလွတ်မြောက်လာတော့ သူမ၏ပါတီဝင်များကသွားရောက်တွေ့ဆုံကြသည်။သွားရောက်တွေ့ဆုံသူများတွင်ရန်ကုန်အပြင်အခြားသောမြို့များမှလူများလည်းပါဝင်သည်။တချိန်တွင်ပဲခူးတိုင်းတွင်ရှိမြို့နယ်တစ်ခုမှပါတီစည်းရုံးရေးမှူးကပြီးခဲ့သောနှစ်များတွင်၎င်းတို့၏လှုပ်ဆောင်ချက်များကိုပြောပြခဲ့သည်ထို့သူစကားဆုံးသည့်နှင့်သူမကရွေးကောက်ပွဲတုန်းကအရှုံးထားတဲ့မြို့နယ်ဆိုတော့စည်းရုံးရေးကိစ္စတွေကိုတီးထပ်ဖို့ပြီးလုပ်ဖို့လိုလိမ့်မည်ဟုကောက်ကငင်ကပြောလိုက်သည် သူမကထို့သူဖြစ်သည် သူမသည်ဘာသာစကားဗနက်မျိုးကိုကျမ်းကျင်စာတက်မြောက်ထားကြောင်းကျွန်တော်မသိပါသို့တော်လည်းဘာသာစကားတစ်ခုနှင့်တစ်ခုရောညက်ပြောဆိုခြင်းမရှိပေထို့ချက်ကမြန်မာလူပြောစဉ်အင်္ဂလိပ်လိုတစ်လုံးစားနှလုံးစားရောညက်ပြောဆိုတတ်သောကျွန်တော်တို့အဖို့အတူယူပဲဖြစ်သည်တခါတရံသူမအနီမတယောက်ယောက်ကမြန်မာလူပြောရင်အင်္ဂလိပ်လိုသာသိ၍မြန်မာလူမသိသောအခါမျိုးတွင်ချက်ချင်းထောက်ပေးနိုင်သည့်ဘာသာစကားကျွမ်းကျင်မှုစွမ်းရည်လည်းရှိပေသည် အသက်နှစ်တကူသူမလောက်လူအများကြီးချစ်ခင်မှုရရှိသူမတွေ့ဘူးပေအထူးသဖြင့်မိသူကစားလိုက်မှမသိတော့လဲသွားလေရရာတွင်လူအများကဒေါအောင်ဆန်းစုကြည်ကျမ်းပါပါစေဟုရွတ်ဆိုဆုတောင်းပေးကြသည် ထို့သောအော်ဟစ်ဆုတောင်းသဖြင့်စစ်ထောက်လန်းရေးဤစစ်ကြောရေးစကန်တွင်အနှိမ့်ဆက်ခံရသူများအကြောင်းပြစ်ချက်ရှာ၍ထောင်ချခံရသူတို့အကြောင်းကိုကြားဘူးသည် သူတို့အတွက်အဓိဋ္ဌာယ်ပရိစိတ်ရင်ဆုတောင်းပေးသူများကိုမြင်ဘူးသည်နိုင်ငံရင်ကျင်းသားဖြင့်ကိုယ်တိုင်အဆုံးတော်ခံရစမှာပင် ။ရအရာဝင်နိုင်သူမှအတွက်ဆူတောင်းပေးသူများကိုလည်းတွေ့ဘူးသည်။ကိုယ်တိုင်ကဘယ်တဲ့အယုံကြည်မရှိတော့လဲသူမှအတွက်ယရိယာချေရင်ဆူတောင်းပေးသူများကိုစုံဖူးသည်။သူမကလူများ၏မေတ္တာကိုခီများရရှိသူဖြစ်ပေသည်။ပန်းအလွန်ကြိုက်သောနှကန်းတီမြဲဆိုးလေးရှိသော သူမ၏နှလုံးသားတွင်နူးညံ့မှုများအမှန်ကန်ပင်ကိန်းအောင်နေပါလိမ့်မည်။သို့တော်လည်းမြမပြည်နိုင်ငံ၏ပြောင်းလဲအတွက်သူမရင်ဆိုင်ခဲ့ရသောအတွေ့အကြုံများကမနူးညံ့ပါခြင်း။ တစ်ဖက်တွင်ခင်မိုးတကယ်သားတကွဲဖြစ်နောက်ဆုံးမုတ်ဆိုးမတူဖြစ်ခဲ့ရခြင်းတစ်ဖက်တွင် အသက်အနေရန်ကိုရန်ရှာသော အာနာပိုင်တို့၏တိုက်ခိုက်မှုများကိုရင်ဆိုင်ခဲ့ရသည်စစ်တပ်၏တနက်ကိုမောင်းတင်ရင်ဆက်ဆက်မတိုးရန်ပြောဆိုသည့်ချိန်ချောက်မှုများအားရင်ဆိုင်ခဲ့ရသည့်ဤသူခီးသွွာလာမှုအပေါ်တားဆီးသဖြင့်ငြိမ်းဆဲစွာဆန္ဒပြခဲ့ခြင်းအတင်းအကျပ်ချုံနှောင်ကအိမ်သူပြန်ပို့ခဲ့ရခြင်းများကိုလည်းကြုံခဲ့ရသည်တချိန်ချိန်တွင်တည်ရိပ်ဝါးရေးမရှိသောကွင်းတီးတီးတွင်ရရှိနေခဲ့ရသဖြင့် အားပြက်ကကျမ်းမာရေးအတွက်အစိုးရရသည့်အနေထားသို့ရောက်ရှိခဲ့ရသည်တို့အတွက်အဖွဲမှဥဆောင်သူလူကြီးများဤပန်ကြားချက်ဖြင့်နေအိမ်တို့ပြန်ရောက်ခဲ့ရသည်ထို့စဉ်အိမ်တို့ပြန်ရောက်လာသောသူမကိုအိမ်ပေါ်ထပ်သို့ထမ်းတင်ရသည့်အသည့်ဖြစ်ခဲ့ရသည် သို့တော်လည်းသူမကသူမယုံကြည်ရာကိုလှူဆောင်သူဖြစ်သည်နိုင်ငံတကာမှပေးအပ်သောဂုံပြုစုပေါင်း80ခန့်ရရှိထားသည့်သူမကရင်းစုများကိုမြန်မာပြည်သူများနှင့်ထပ်တူညီမျှရရှိခဲ့ခြင်းဖြစ်သည်ဟုယူဆသည် 1992ခုနှစ်ကမ္ဘာငြိမ်းချမ်းရေးနိုဘယ်ဆုရရှိခဲ့စဉ်မြန်မာနိုင်ငံတွင်ဒီမိုကရေစီရရှိရန်ကြိုးစားအားထုတ်တိုက်ပွဲဝင်နေကြသူများ၏အနစ်နာခံမှုနှင့်ဆင်းရဲဒုက္ခခံမှုများကြောင့်သာ ကျွန်မဤသို့ဂုဏ်ပြုခြင်းဖြစ်သည်ဟုနိုဘယ်ကော်မတီသို့စာရေးသားပြောဆိုခဲ့သည်သူမမြန်မာပြန်ဆိုသည့်ဟင်းအင်းကိုကြော်ပြစဉ်စာအုပ်ကိုသူမ၏နေအိမ်ချောင်းဝန်းအတွင်ပြုလုပ်သည့်စာဖက်ဝိုင်းဆွေးနွေးပွဲ၌တင်၍ဆွေးနွေးခြင်းဖြစ်ကြသည်သူမလည်းရှိနေသည် ကိုစင်ကကွန်ပျူတာဖျောင်းဖုတ်ကစက်ကူဆက်ပြင်းလှဲ့၍ထိုးဝေခဲ့ရသောရင်စာအုပ်ကိုကျွန်တော်တသက်မှာစာလုံးအကြအပေါက်တပ်ပုံအမှားဆုံးစာဟုတ်ဘူးကျွန်တော်ကဝေဖန်ချက်ပေးခဲ့သည်ထို့သောဝေဖန်ချက်ပေးရင်သူမကိုကြည့်မင်းစင်သူမ၌မြည်သူမှထူးခြားသွားသောအရေးအယံကိုမမြင်ခဲ့ရပါပုံနေထိုးဝေခွေးမရှိသည့်ဂျာမန်ဖြစ်အောင်လုပ်ခဲ့ရသောအကြောင်းကိုနောက်မှကျွန်တော်သိခဲ့ရသည် ထို့အခါကျတော့ကျွန်တော်စိတ်မကောင်းပါကျွန်တော်ကကောင်းစီခြင်းသောစိတ်ဖြင့်ပြောခဲ့ခြင်းသာဖြစ်သည် ဇွန်လ19ရက်နေ့ရောက်တိုင်းသူမမွေးနေ့ကိုကမ္ဘာတလွားမှမြမရေလှူရှားဆောင်ရွက်သူများကပုံစံမျိုးစုံဖြင့်ကျင်းပကြသည်ပြီးတော့သူမအတွက်ဆူတောင်းပေးကြသည်သူမအမြင့်ဆုံးလွတ်မြောက်ရေးသူမတတ်တော်ရာကျော်ရှိရေးတို့ဖြစ်သည် ထိုဆူတောင်းတန်များအားသူမကြားခြင်းမှကြားပေးလိမ့်မည် ထို့သောသူမ၏စိတ်ထဲတွင်လည်းဆူတောင်းစကားများရွတ်ဆိုနေပါလိမ့်မည်ဟုကျွန်တော်ကတွေးမိသည်သောဆူတောင်းစကားများအားမြမပြည်ငြိမ်းချမ်းရေးလွတ်လပ်သောတိုင်းပြည်တစ်ခုပေါ်ပေါက်လာရေးတို့ပင်ဖြစ်ပါလိမ့်မည်။ 17ရက်4လ2000လင်း